သိန်း1300ကျော်လှူဒါန်းတာဖြစ်ပါတယ်။ဘုရားရုပ်ဝါဆင်းရူတော်ကြီးရောမြေရောလှူဒါန်းဖြစ်ပါတယ်။ဘုရားကြီးမဝင်ပြည့်အောင်မှာကားပေါ်တော့ဗုဒ္ဓဘာသာဝင်မှန်သမျှတော့လောက်ကလေးချီပြီးတော့သွားကြမယ်ဆိုရင်ဗုဒ္ဓနုတ္တိဘာဝနာကုသိုလ်တစ်ခုတော့ရကြမှာပါ။ရတ္တမှုတွေမရဘူးဆိုရင်ဘုံဘုံတို့ထိုင်တော်မူအဲ့လိုမျိုးဒီအသားရဲ့အနေထားပေါ်မှာမူတည်ပြီးကံမှာဘုံဘုံတို့ထုစစ်ပူဇော်မှာဖြစ်ပါတယ်။အဲ့လိုထုစစ်ပူဇော်ပြီးရင်တော့အကုန်လုံးတနေရာထဲမှာပဲအပူဇော်ခံမှာဖြစ်ပါတယ်။တပေါင်းနဲ့ပူဇော်ခံမှာ ေးကျင်းပပြုလုပ်တဲ့အခမ်းအနားကတော့တရကားဆရာတော်ဘုရားကြီးခြံကနေပြီးတော့တရကားမများကမေတ္တာခံယူတဲ့အခမ်းအနားပေါ့နော်အဓိကတော့ပရိတ်နာယူတဲ့အခမ်းအနားပါပဲဘုန်းတို့ဒီကျွတ်နတ်တုံးတော်ကြီးများကိုဘုရားထုစစ်ပူဇော်ကံဤဖြစ်တဲ့အခါကျတော့အန္တရာယ်ကင်းဘေးဘေးရှင်းစေရေးပေါ့နော်အဲ့ဒါလည်းပဲရည်ရွယ်ပါတယ်နောက်မင်္ဂလာဖြစ်ပါစေခြင်းအကြောင်းကဘုရားရဲ့ပရိတ်အယံသားတွေနဲ့ပရိတ်ပရိတ်ရွနာယူပူဇော်တဲ့အခမ်းအနားနောက်တစ်ခုက ဒီကျွန်းနဲ့ဘုရားရုပ်ပွားဆင်းရဲတော်ကြီးများကိုထိုးစစ်ပူဇော်ပြီးပြီဆိုရင်ထားမဲ့မြေနေရပေါ့နော်အဲ့ဒီမြေနေရအဲ့အတွက်ကိုယနေ့လှူဒန်းပူဇော်ကြတဲ့လူငွေပေးရပဲအခမ်းအနားဖြစ်ပါတယ်ဆရာတော်ဘုရားကြီးမာ73တထောင်1130ကျက်တိတိကိုလူရန်ပူဇော်มาဖြစ်ပါတယ် ကျောင်းနဲ့ရုပ်ပွားတော်တွေကိုတော့ဘုံဘုံတို့ပရမကြင်ကနိုင်ငံတော်တန်ခါမန္တလေးကဆရာတော်ဘုရားကြီးများကြွရောက်ပြီးတော့ပေးတရားကျေးဇူးတော်များရုပ်ဖတ်ပူဇော်ကြတယ်။အဲ့လိုပြီးတဲ့အခါကျတော့ဆရာတော်ဘုရားကြီးကဆရာတော်ဘုရားကြီးများကဒီပေးရုပ်ဖတ်ပူဇော်ပြီးတော့အလှငွေပေးရပွဲအခမ်းအနားမှာပဲကျောင်းနဲ့ရုပ်ပွားစင်တို့တော်ကြီးများကိုပူဇော်တဲ့အခါမျိုးမှာမိနေရာကြည်ကြဲဝန်းဝန်းနေရာများမှာပူဇော်ပေးဖို့ဆိုပြီးတော့ဆရာတော်ဘုရားကြီးများကဩဝါဒပေးပါတယ်။ အဲဒီဩဝါဒပေးတဲ့အတွက်ကြောင့်မလို့ဘုန်းဘုန်းတို့ဒီကျွန်းတဲ့ရုပ်ပွားဆင်းရဲတော်ကြီးများချိုးစစ်ပူဇော်ပြီးတဲ့အခါမှာရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင်တိုက်ကြီးမြို့နယ်အုတ်ကံမြို့အုတ်ကံမြို့ရဲ့ရန်ကုန်ပြည်လန်းကြားပေါ့နော်အုတ်ကံမြို့အပိုင်းရန်ကုန်ပြည်လန်းကြားထမ်းမင်ကုန်ရွာနဲ့မလန်းမကန်နေရာလောက်ကလေးမှာဘုန်းဘုန်းတို့မြေနေရာ၃ဧကာခွဲအလူရှင်ပေါ်ပေါက်လာလို့မြေနေရာရထားပါတယ်အဲဒီနေရာမှာဒီကျွန်းတဲ့ဖရာကြီးများသူစစ်ပင်ပူဇော်ခံမှာဖြစ်ပါတယ်အဲဖုံဖုံတို့အဲအဲ့နေရာမှာပဲပူဇော်ခံမှာပါဖရာလေးစုကိုဖုံဖုံတို့အဲ အတိကတော့ဘုံဘုံတို့ကဒီကျွန်းတုံးတွေကရှားပါတဲ့အတွက်ကြောင့်မလို့ပေါ့နော်မြေအောက်ထဲကနေပြီးလောက်ကြီးမားတဲ့တုံးကြီးတွေရဖို့ဆိုတာမလွယ်ဘူးပေါ့နော်အခုအခါအားလျော်ဆိုတာဘုံဘုံတို့အိမ်မက်ရတာရဲ့အကြောင်းအားလျော်ဆိုတာတော်တော်ကောင်းများဝိုင်းဝန်းစောင့်ရှောက်တဲ့အတွက်ကြောင့်မလို့ဆရာသမားများဝိုင်းဝန်းစောင့်ရှောက်တဲ့အတွက်ကြောင့်မလို့ဒီကျွန်းတုံးကြီးတွေရလာတဲ့အခါကျတော့အလေးအလွတ်နေအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီကျွန်းတုံးကြီးတွေကိုမူလပဂရီထဲရနေပြီးတော့အ ਨੇ ပါပဲထုံထုတ်ပြီးတော့ဘဝပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့အ ਨੇ ဆုံး၁၈ပေပေါ့နော် ညံတော်အမြင့်ဆက်ချစ်ပေရုပ်ပွားတော်မြတ်ကြီးတွေကျလို့ထုဆစ်ပူဇော်မှာဖြစ်ပါတယ်။အဲအဲ့လိုညံတော်အမြင့်ဆက်ချစ်ပေထုလို့ပူဇော်ပြီးရင်ဘလောက်ကြံသေးလဲဆိုရင်နောက်ဆက်ချစ်ပေကြံပါသေးတယ်။အဲဆက်အမ်အကုန်စုစုပေါင်း36ပေရှိတာဟုတ်36ပေကြီးတဲ့အခါကျတော့ဆက်ချစ်ပေရက်တော်မူတစုရပါမယ်။နောက်ဆက်ချစ်ပေကြတော့ဒါကိုနှစ်ချမ်းပိုင်းလိုက်မယ်ဆိုရင်လည်းပဲသူကတော့နည်းနည်းတော့ဒီရုပ်ပွားတော်ရဲ့ခန္ဓာကိုယ်တော်ကတော့နည်းနည်းသေးသွားမယ်ပေါ့နော်လုံးပတ်တော့နည်းနည်းသေးသွားမယ်အဲ့ဒါဆိုရင်လည်းပဲနှစ်စုရပါအောင်မယ် အရင်ပရမအူဆုံးစပြီးတော့ပေါ်ထားတဲ့ကျွတ်နဲ့တုံးကလည်းပဲသူ့ကိုရအောင်မဲ့ဆိုရင်သူ့ကိုလည်းရက်တော်မှုတစုတော့အဲ့လိုတော့မှန်းပါတယ်အကယ်၍ရက်တော်မှုအကြီးတစုပဲရမယ်ကျန်တာကရက်တော်မှုတွေမရဘူးဆိုရင်ဘုံဘုံတို့ထိုင်တော်မှုအဲ့လိုမျိုးဒီအသားရဲ့အနေထားပေါ်မှာမူတည်ပြီးကံမှာဘုံဘုံတို့ထုစစ်ပူဇော်မှာဖြစ်ပါတယ်အဲ့လိုထုစစ်ပူဇော်ပြီးရင်တော့အကုန်လုံးတနေရာထဲမှာပဲအပူဇော်ခံမှာဖြစ်ပါတယ်တပေါင်းနဲ့ပူဇော်ခံမှာပေါ့နော် ဒီထိုးစစ်တဲ့အပိုင်းကိုအရင်ဆုံးပုံဖော်ပါမယ်ထိုးစစ်တဲ့အပိုင်းပုံဖော်ပြီးတဲ့အခါကျတော့ထိုးစစ်တဲ့အခါကျတော့ဘုက္ခုဆရာများကသူတို့အချိန်ယူပြီးတော့ဗောနဘုန်းတော်လည်းလက်ရလည်းကောင်းကောင်းစစောကတဲ့တကားဆရာတော်ကြီးမိန့်တော်သူတို့မြတ်စွာဘုရားရဲ့လက္ခဏာတော်ကြီးငယ်အသွေးသွေးနဲ့ပြည့်စုံအောင်ဗောနအဘိဓပညာရှင်များကတကယ်အလိုမျိုးထိုးစစ်ဖို့အေးအေးဆေးဆေးထိုးစစ်ဖို့ဆရာတော်ကြီးလည်းမိန့်ထားတာရှိပါတယ်အဲ့ဒါမျိုးထိုးစစ်ပူဇော်ပြီးသွားပြီဆိုရင်အကုန်လုံးထိုးစစ်ပူဇော်တဲ့အပိုင်းကိုလည်းတက္ကနာဆောင်ရွက်နေပါတယ်နောက်တက္ကနာကတော့ဘုန်းဘုန်းတို့ဒီမိုးရသည်ကုံတဲ့အခါဗောနော် ။ဟိုရသည်ကုန်တဲ့အခါတရင်ကျော်တစားမုံးနှစ်တော်လာလောက်ဆိုရင်ဖုံမှုတို့မြေညှိချင်းလုပ်ငန်းနေဆောင်ရွက်ပါမယ်။မြေ၃ဧကခွဲဆိုတော့အဲ့ဒီ၃ဧကခွဲမှာအကုန်လုံးမြေညှိတဲ့လုပ်ငန်းနေဆောင်ရွက်ပြီးပြီဆိုရင်တော့ဒါမြေညှိတဲ့လုပ်ငန်းတွေကိုလည်းပဲတက္ကဏအနေနဲ့ဆောင်ရွက်မှာဖြစ်ပါတယ်။အဲ့ဒါဆောင်ရွက်ပြီးပြီဆိုရင်တော့ဖုံမှုတို့မြေမြေတန့်မယ်ပေါ့နော်။မြေတန့်တဲ့လုပ်ငန်းတွေလုပ်မယ်။လုပ်ပြီးပြီဆိုရင်အဲတိန်နှုတ်တာ လုပ်မယ်ပေါ့နော်။တိန်နှုတ်ပြီးပြီဆိုရင်အဲသာသနာတော်ရဲ့အဓိပတိဆရာတော်ဖျားကြီးများကိုပင့်ရှားဥပီကံမှာဘုန်းတော်တိန်တိန်သမုတ်တဲ့လုပ်ငန်းလုပ်ပါမယ်။အဲ အဲ့တော့မြေနေရာကတိမ်ဖြစ်မှာပေါ့နော်ဒီမြတ်စွာဘုရားတရင်သုံးတော်မူတဲ့ဒီကျောင်းတော်ကြီးရဲ့ကဏ္ဍဂုရီတိုက်ရဲ့နောက်အောက်ကတိမ်လည်းဖြစ်မှာပေါ့နော်မြေကလည်းတိမ်အစာဦးကလည်းတိမ်ပေါ့နော်ဒီလိုမျိုးလေးဖြစ်အောင်ပေါ့ဒီလိုမျိုးလေးရည်ရွယ်ထားပါတယ်အမျက်ဆုံးဖြစ်အောင်လုပ်ထားပါပဲဒါကြတော့မတွေအကျိုးများစေဖို့အတွက်အမျက်ဆုံးဖြစ်အောင်ဆိုရဲရည်ရွယ်ချက်နဲ့အဲ့တော့တိမ်လည်းတမုတ်မှာပေါ့နော်တိမ်တမုတ်ပြီးတော့ဘုရားကြီးတွေအပူဇော်ခံပါမယ်လို့အလိုလိုအာယုံပြုထားပါတယ် ြောင်းတဲ့နေရာကတော့ဘုံဘုံတို့လေးကျွန်းရအောင်ကျွန်းနဲ့ဗုဒ္ဓရုပ်ပွားဆင်းကြော်ကြီးများအပူဇော်ကံတရင်သုံးမဲ့နေရာဌာနဖြစ်ပါတယ်။နေရာဌာနကတော့အုတ်ကံမြို့ရဲ့မြို့အထွက်ပေါ့နော်။အုတ်ကံမြို့ပြည်ဘက်ကိုသွားတဲ့ဘက်မှာဆို69မိုင်နဲ့6ဖာလုံရှိတဲ့နေရာဖြစ်ပါတယ်။အကျယ်ဝန်းကတော့ဘုံဘုံတို့ဟိုဘက်ဟိုတစ်ပင်အုတ်ပေါ့နော်။တောအုတ်ကနေပြီးတော့မှဒီဘက်ကဒီကြောက်တိုင်အထိပေါ့နော်။အကုန်လုံး3အေကာခွဲရှိပါတယ်။3အေကာခွဲရှိပါတယ်။ အလူရှင်ကတော့ဥတ္တရန်ကုန်မြို့မှာနေထိုင်ကြတဲ့ဥတ္တလွင်တော်အေးစိန်တဲ့။သားများဖြစ်ကြတဲ့ကိုဇော်ဇော်လွင်၊ကိုညီညီလွင်၊ကိုကျော်ကျော်လွင်။အဓိကတော့ကိုကျော်ကျော်လွင်စင်ကာပူမှာနေထိုင်ကြတဲ့ကိုကျော်ကျော်လွင်ပေါ့နော်။သူကအဓိကထားပြီးတော့လူရနာဖြစ်ပါတယ်။သိန်း1300ကျော်လူရနာဖြစ်ပါတယ်။ဘုရားရုပ်ပွားဆင်းရဲတော်ကြီးရောမြေရောလူတာဖြစ်ပါတယ်။ပိုင်ရှင်တယောက်စီကနေပြမမြေကိုဝယ်ပြီးကမှဖုံတော့ခန္ဓာကိုယ်တိုက်ထားမဲ့နေရပါတော့နော်။ဘုရားတရင်သုံးမဲ့နေရဖြစ်ပါတယ်။အဲမြေကတော့ဖုံဖုံတော့ ဒီနိုင်ငံတော်တန်ခါမန္တလေးကဆရာတော်ဖျားကြီးတွေမိတ်နာပေါ့နော်မိတ်တဲ့အခါကျတော့ဒီရန်ကုန်ပြည်လမ်းပေါ့ပေါ့နော်ပြည်လမ်းပေါ်ဆိုတော့ဘုံတို့ဒီနေရာလေးရတာနဲ့ဟောဖြစ်တာပါဒီနေရာလေးပဲသူတို့အခြားဟိုပုံကိုယ်တွေလာလာပြီးတော့ဝယ်တာတော့မရောဘောနော်မရောမှန်းတဲ့ဘုံဘုံတို့နဲ့စကားဆိုင်ငံမှသာလဲအဲ့ဒါဖျားတရင်သုံးမနေရဖြစ်လို့ဆိုပြီးသူတို့ဟိုလျှော်လဲလျှော်တယ်ပေါ့နော်လူလဲလူတယ်အဲ့လိုရောင်းလဲရောင်းတဲ့သဘောမျိုးလေးပါပဲအဲ့ဒါကတော့ဘုံဘုံတို့ဒရောရင်ဆွဲပြီးကံမှာပေါ့နော်ဒရောရင်ဆွဲမှာပါအဓိကတော့ဘုံဘုံတို့က ပကံအာနန္ဒာဖရာကြီးကိုပုံစံထားပြီးကံမှာအဲ့လိုမျိုးလေးတိဆောက်ချင်တာပေါ့နော်တိဆောက်ဖို့ရက်တော်မူတဆူကိုမုတ်တမုတ်စီနေပေါ့မုတ်လေးမုတ်ပါမယ်ဟိုစုလွန်မွန်ချွန်နေတဲ့အစာကြီးတရားပဲအဲ့လိုမျိုးပေါ့နော်အာနန္ဒာဖရာကြီးပုံစံမျိုးအဲ့လိုမျိုးလေးတိဆောက်ဖို့အာရုံပြုထားပါတယ်အဲဒါလေးတော့မြေမြေညီချင်းလုပ်ငန်းတွေဆောင်ရွက်မှာပေါ့နော်ဘုံတို့မိုးလေဝတာကင်းစင်တဲ့အချိန်ပေါ့နော်မိုးရသည်ပြီးတဲ့အခါကျတော့မြေညီချင်းလုပ်ငန်းတွေဆောင်ရွက်မှာဖြစ်ပါတယ်အဲ့ပေါ်ဒီနာပြည်ကာလံပိနာဆိုတော့အနည်းဆုံးတကယ်လို့အချိန်များလို့ဖရာကြီးမဝင်ပြည့်အောင်မှာကားပေါ်ကတော့ဗုဒ္ဓဘာသာဝင်မှန်သမျှတော့လောက်ကလေးခြိပြီးတော့သွားကြမယ်ဆိုရင် ဗောဓနုတ်တိဘာဝနာကုသိုလ်တစ်ခုတော့ရကြမှာပါအခြားတော့မင်းဆရာမရှိပါဘူးဒီဒီဆရာတော်ဖရာကြီးတွေကိုယ်တိုင်ကကိုကဒီအများသူငါပေါ့နော်လွယ်လွယ်ကူကူလှည့်လင်းမြန်မြန်ပေါ့နော်အခုခေတ်ကာလအနေထားဆိုရင်လူတိုင်းလူတိုင်းကသုံးပုံနှစ်ပုံဟိုအရေးကြီးတဲ့လုပ်ငန်းတွေနဲ့ပဲတွားလာနေကြတာကြီးတယ်ပေါ့နော်ဟိုကိစ္စဝေစာတွေများနေတဲ့အခါကျတော့ နေရာဒေတာတစ်ခုကိုအချိန်ပေးပြီးတော့သွားနိုင်ဖို့ဆိုတာမလွယ်ဘူးအဲ့လိုသွားနိုင်ဖို့မလွယ်တဲ့အခါကျတော့နေရာဒေတာကလည်းပဲခီးပန်းလမ်းပန်းတင့်တဲ့နေရာဖြစ်ရမှာပေါ့နော်ဆရာတော်ဘုရားကြီးကအဲ့လိုမျိုးဆရာတော်ဘုရားကြီးများကအဲ့လိုရည်ရွယ်ထားတဲ့အတွက်ကြောင့်မလို့ဘုံဘုံတို့အနေနဲ့ရန်ကုန်ပြည်လမ်းပေးနာမှာပေါ့နော်ကားပါကင်တွေကြဲကြဲဝန်းဝန်းရှိရမယ်ဘုရားဘုသူကဘုရားဘုအများသူငါတွေလည်းပဲလာမယ်ဆိုရင် စိတ်ချမ်းမြေ့ဖွယ်လည်းဖြစ်ရမှာပေါ့နော်ဒေသန္တရလည်းပဲဖွံ့ဖြိုးတိုးတက်ရမှာဆိုတဲ့ရည်ရွယ်ချက်ကိုဆရာတို့ဘုရားကြီးများကအဲ့လိုမျိုးမိန့်တော်မူခဲ့တာပေါ့နော်မိန့်တဲ့အတွက်ကြောင့်မလို့အဲ့လိုမြေနေရာကြဲကြဲဝန်းဝန်းရှာရှာဖွေခြင်းဖြစ်ပါတယ်